အမိန်လာပါဆရာပြောကြမယ်တည်င်းစကားများအကြံပေးချက်များကိုအံကန်နဲ့ နားစင်ချရမှာပါစကားပဲပြောပြတာတွေလည်းကြာပြီလူကလည်းအလုပ်တွေလည်းများကိစ္စတွေလည်းရှုပ်ပေါ့လေဆိုတော့အခုကအားလုံးဟိုသူ့ဘက်ကိုယ်ဘက်ပြောနေတဲ့အကြောင်းအရာလေးတကောတွေ့လာဒီအကြောင်းအရာရဲ့ဟိုဘယ်လိုပြောမလဲအဲအချိန်အစအတိုင်းတာကိုကြည့်ကြည့်တော့လေဟိုပြောမှဖြစ်တော့မယ်ဆိုတော့စဉ်းစားတာပေါ့လေအဲပြောရမှာကတော့ဒီကြားဖြတ်တဲ့ပတ်သက်တဲ့ကိစ္စပေါ့ဒီပြည်ထောင်ဝန်ကြီးစိုးထော့သူကစပြီးတော့အဲကျွန်တော်ပြောခဲ့တာပေါ့လေဒီကြားဖြတ်အဲတော့ကတော့ဒီလောက် ရေးမကြည့်ဘူးလို့ထင်ကြတာပေါ့တဖြည်းဖြည်းနဲ့အဲပြောကျင်တဲ့အပိုင်းကတော့2021တည်းကတရုတ်နိုင်ငံကြီးဝန်ကြီးဝန်ကြီးနေရာပေါ့လေဝန်ကြီးကိုပြန်ခန့်ရတာအဲ့ဒီဝန်ကြီးကသတင်းတောက်မှနဲ့ဖုန်းကြောင်လို့နှစ်ပတ်တည်းနဲ့ပြုတ်သွားအဲကျွန်တော်နာမည်တော့ထုတ်မပြောတော့ပါဘူးသူလည်းအလုပ်ပြုတ်သွားပြီဆိုတော့တရုတ်နိုင်ငံကြီးဝန်ကြီးအဲ့ဒီဝန်ကြီးကမေလ25ရက်နေ့2021ခုအစိုးရတော့ဒါအာဏာသိမ်းပြီးတော့လေးလအကြာမှပဲရောက်လာ ရောက်လာပြီးတော့လောက်ကင်မှာပြစ်နေတဲ့ကြီးကြီးမားမားလောင်းကစားရဲ့ လူကုန်ကူးမှုရဲ့မူရဲ့စေဝါတွေဒီလိုပြည်တော့ပြန်ဝင်နေတာတွေရဲ့နောက်ဆွေးနွေးတာသက္ကစာငင်းနေတယ် အဲ့ဒီချိန်ကကျွန်တော်ပြောခဲ့တယ်အကုန်လုံးဒါကိုတရင်ရုပ်တန်နေနဲ့လေကျွန်တော်တင်ပြခဲ့ပြီးသားဖြစ်တယ်တချိန်ကဆိုအခုအဲ့ဓာတွေကိုကျွန်တော်ပြောနိုင်တာတော့သက္ကသအာနာသိမ့်တဲ့အချိန်မှာပတ်စံလုံလုံလောက်လောက်မရှိဘူးဗျမဆိုတရင်တက်ဖွဲ့တယ်လေသူ့လူသူဟာနဲ့ရှားပွေစားတောက်ဓမြတိုက်တဲ့ကောင်တိုက်ခိုးတဲ့ကောင်ခိုးလူတဲ့လူလူတောင်းတဲ့လူတောင်းအခုံကောက်တဲ့လူကောက်အဲ့လိုလှုပ်ရှားနေကြဒါပေမဲ့အဲ့ဒီပတ်စံတွေကလည်းကြီးမမာကြီးမရတော့တရင်တက်ဖွဲ့တွေလက်ထဲမှာပဲပျောက်သွားကြတယ်ဒါကျွန်တော်ရတဲ့တရင်အချက်လက်အမှန်ကိုပြောတာ အဲ့လိုနဲ့မေ့အောင်နိုင်တော့ဒါဆိုရင်ခေါင်းကြီးတွေကိုငါတို့ကြိုင်မှပတ်ဆက်ရမယ်ဆိုပြီးတော့ဒီလောက်ကြိုင်ရပယ်ဆောက်ချိန်လို့အုပ်စုတွေနဲ့အဲ့ဒီမှာလှုပ်ကြတာလှုပ်ကြတော့တရုတ်ကကြာလီမခံနိုင်လေတရုတ်လူမျိုးတွေအတခံရအသေးခံရရောင်းစားခံရပေါ့လေဒါတရုတ်ဘက်ကအပိုင်းပေါ့ဒါပြောကျင်တာအဲ့ဒီချိန်မှာ ဒီကအရန်အလတ်ကျင်းတော့ဒီကအန်နူးကြီးကြောင့်ကျွန်တော်ဘာမှမပြောဘူးဒီကအရန်အလတ်ကျင်းဖြစ်နေတယ်မင်းအွန်လိုင်းလို့ဦးတောင်းဆိုတာမရလို့ဒီကနိုင်ငံရေးသမားတွေမပားနဲ့တာပဲရှိတယ်တိရုပ်အဲ့ဒီမှာဖြစ်နေတဲ့ပြယုတ်ရဲ့ဒီအော်ဂလီဆန်မှုကိုနားမလည်ကြတာပေါ့ဗျာပြုတ်ကအဲ့ဒီချိန်မှာပမောင်ပါအထောက်ပတ်မှမပေးဘူးမင်းအွန်လိုင်းလို့တော့ဒေါသပဲထိုင်ထွက်နေတာရှင်းရှင်းပြောရင်တကယ်ဒီဘက်ကတိုက်နေတဲ့အတိုက်ခံအဖွဲ့ကြီးတွေလည်းရမလားပေါ့အောင်မြင်သွားမလားပေါ့တိရုပ်ကအဲ့ဒီအထိကိုမျှော်လင့်ပါသေးတယ်ဘာလို့မင်းအွန်လိုင်းတော့ဒီမြန်မာစက္ကစစစ တကကောင်းနေရဒီမတရားပုတ်တင်ကြီးတွေဖြစ်နေပြီဒီစဲမီရောက်ပိုင်းမှာလောက်ကင်တခွင်ပေါ့လေနော်ဒီဒီဒီအများကြီးပဲလောက်ကင်တခုတည်းတော့မဟုတ်ပါဘူးဒါပြောရရင်တော့သုတ္တာမြုံလိုက်လို့အဲ့ဒီမှာ ပေးလျှောက်ချိန်လို့လည်းပေါင်းပြီးတော့ဒီ online လုပ်ငန်းတွေရောမူရစ်သေးွားတွေရော လူကုန်ကူးတာတွေရောရတဲ့နည်းနဲ့ဓာတ်စကားကိုအသေးချာညွှန်ကြားပြီးတော့ကိုလုတ်ခိုင်းတာအထုတ်လိုက်အထည်လိုက်မင်း online လို့အဲ့ရမင်း online လို့အဲ့ဒီကရတဲ့ပတ်စံတွေအပြင် အတူဝေဘန်းကြရတာနဲ့အီမန်သိန်းဘန်းကြရတာနဲ့ဘာကုံလူဆောင်ပေးမယ်ညာကုံလူဆောင်ပေးမယ်ဆိုအဲ့လိုတိမ့်ကျုံပြီးတော့အဲ့ဒီကိုကန့်တရုတ်ကြီးကနေကြားတဲ့ညီနဲ့ နော်ဒီပေသောချိန်လို့ဇီယာနေဟောလေကြားတဲ့နီးနဲ့ဂျူးနေပေသောချိန်တော့လေလူတွေတတ်ညင်ပန်နှိမ့်ဆက်အဲ့ပါအကိုလုံးအနေရတာကအများသောအားဖြင့်တိရွလူမျိုးတွေချိန်ဆောက်လိုက်ရည်ကိုယ်တိုင်အဲ့ဒါဝင်ပြီးတော့အရိုက်ခံရတာအဲအဲ့ဒါနဲ့နောက်ဆုံးသစင်နဲ့ဆက်ခေါ်ပေါ်လာတယ်ပေါ့ဗျာအဲ့ဒီတတ်ဖတ်ကိုဖြတ်လိုက်တော့ဒီဘက်ကကေကေပတ်ပတ်ကိုသွားကြကေကေပတ်ကခင်ဗျားတို့ကျွန်တော်ပြောပြမယ်ညာကျွန်တော်ဒီလောက်ပြောတာနော်အဲ့ဒါအောင်မင်းကစတာ ANU နဲ့ ငိမ့်ငိမ့်လှုပ်ကြပြီးတော့မူစိပေါ်တူလိုနဲ့နော်ငိမ့်ငိမ့်လှုပ်ကြပြီးတော့ အဲ့ဒီအချိန်မှာအပြိုင်စကြတာရွှေကုတ်ကိုနဲ့ဂေဂေဘတ်ကပြောကျင်တာကတော့အဲ့ဒီတမဲ့အခြေထဲမှာရွှေကုတ်ကိုတို့ဒီသောချစ်သူတို့စတယ်ဆိုတာကသောချစ်သူကတော့နေကြာသောတပ်ဖွဲ့အနေနဲ့ပေါ့လေအာဒါကြီးပုံမှန်လေးပြောကျွန်တော်လည်းသိပါတယ်။အောင်နဲ့၂၀နဲ့နှစ်ကျွန်တော်ထိုင်းရောက်တော့ဘူဘူးကြီးသောချစ်သူတွေ့ခဲ့ပါသေးတယ်။အာလေးလာကြည့်တာပေါ့လေစကားပြောကြည့်တာပေါ့အဲ့ဒီချိန်ကကျွန်တော်ကဘာသာတွေ့လဲဆိုသောချစ်သူတို့ကအင်အား9000လောက်ရှိတယ်။နော်2009မှာစထူတော့တော့ 哎，是大概那曹老板，你大概哎。<noise> အဲဒီဟိုတင်းမော်လေအဲကရင်ဖွဲ့ကရင်နေရနေပြီးတော့3000လောက်ပါတယ်ပေါ့ဒါပေမဲ့ကြာလာတော့2013လောက်ရောက်လာတော့မြန်မာစစ်တပ်ယူနီဖောင်းတွေရောစားနပ်ရိက္ခာတွေရောအတိုင်းစောချစ်သူတို့ပေးနေရတာမခံနိုင်တော့ဘူးပုံမှန်မပေးနိုင်တော့စီးပွားရေးတစ်ခုလုံးကိုရှာကြအောင်ဆိုတဲ့စောချစ်သူတို့ကစဉ်းစားလာတဲ့အချိန်မှာမြန်မာကအခုပြန်ကြာရေးဝန်ကြီးမောင်မောင်အိုးဟဲ့လားမှတ်ထားခင်ဗျားတို့အဲ့ဒါစောချစ်သူရဲ့ခေါင်းကင်ဖခင်အဲ့ဒါမောင်မောင်အိုးကစောချစ်သူခင်ဗျားတို့ကာရာအိုကေ ို့ဒီအာကက်စီနိုတို့ဆိုလိုချင်တာကအမေပြောလိုက်သေးတယ်အဲ့ဒီမောင်မောင်အုံးပေးမှာစောချစ်သူနဲ့တိုင်ပင်တဲ့အချိန်တော့ပါတဲ့ပြတ်မတော်အရာရှိတယောက်ပေါ့လေအခုက तू ကတော့ ျမ်းမာရေးအနားသွားပြီအဲ့တက်ပြတော့အရာကြည့်တော့ဘာပြန်ပြောပြလဲဆိုတော့ကိုရင်းနဲ့တထေးကျွန်းနေမှာလုတ်တလို့တဲ့ခင်ဗျားတို့လုတ်ပါလားတဲ့ပထမတော့ဒီ online လိမ့်လေဘူးမဟုတ်ဘူးဗျကျွန်တော်သိတာတော့ဟိုဒီကော့တောင်းဘက်ရန်နောင်းဘက်ကဒီဒီတနင်းတားကြီးဘက်ကမြန်မာလုတ်ထားတထေးကျွန်းကိုတထေးကျွန်းပိုင်ရှင်လဲတထေးကျွန်းငါးတာတဲ့ပြုတ်ကိုလည်းဖမ်းလိုက်ပြီနော်ဒီကောင်ကျောပေါ်မှာဘူးရီစီဝါကိုတရုတ်ပြည်ကကမ်ဘီဂျက်တွေကိုပါယူပြီးချက်တဲ့ကောင်ဆက်ပြီးတော့ဘူးရီစီဝါကို သိမ့်တန်းပေါင်းမြောက်များစွာအလုံးလိုက်ဩစတြေးလျတို့နယူးဇီလန်တို့အဲ့တတိကျွန်းနေပို့လာနော်ဗုဒ္ဓေဖြေဒီပုံစံမျိုးစုံနဲ့꿰ပြီးတော့နော်ဒါတွေကိုလည်းကျွန်တော်တို့သိတယ်ဗျာကျွန်တော်တို့အမေရိကန်မသိဘဲနဲ့နေတာမဟုတ်ဘူးအပြောရမယ့်အချိန်ရောက်လာရင်တော့ကျွန်တော်ပြောပါလေအခုအဲ့သောချစ်သူတို့ကအဲ့လိုတတိကျွန်းကောင်းနေလို့ကက်စီနိုတို့ကာရာအိုကေတို့တဲ့နိုင်ကလပ်တို့အဲ့လိုမျိုးလုပ်ဖို့သူတို့ကမောင်မောင်အုံးကအဲ့ဒီမှာပြောကြတယ်ဗျာဒါအားလားကျွန်တော်တို့ တာဝန်ယူပေးနိုင်တယ်တောက်လျှောက်ပေးနိုင်တယ်ဆိုတော့တောချစ်သူမောင်မောင်အောင်ကိုယ်တိုင်ပြုတ်ပြီးခေါ်သွားတာခင်ဗျားတို့အဲမြန်မာသတင်းသမားတွေအဲ့ဒီ point လွတ်နေတယ်မပြောကြဘူး ဟုတ်ပြီနော်ဒါ2013ဝင်ကျင်လာအာနာသိန်းတာနဲ့အဝေးကြီးအဲ့ဒီကတည်ခဲ့လိုက်တဲ့အကျဲ NLD အစိုးရမပတ်သက်ဘူးလားဆိုတော့ NLD အစိုးရကလေခင်ဗျားကျွန်တော်ပြောပြမယ်လက်မစားဘူးဆိုတဲ့လူပမာပြည်ထဲမှာဘယ်အစိုးရမှမရှိသေးဘူးအဲ့ဒါလည်းမှတ်ထားဖို့ကျွန်တော်ဘယ်ဘက်မှလိုက်မပြောဘူးခင်ဗျားမောင်မောင်ဆိုးဆိုတာလေသူ့သားထွတ်ဆိုးအောင်လေသမားတွေလေခွက်တွေကိုအတင်းသိမ့်ဗန်ကြီးယူနေဂရန်ဖောက်ခိုင်းပြီးတော့လေသမားတွေဘဝပြောင်းအသေးစားခဲ့တာ ကျွန်တော်မှရုပ်တန်နေရတာအတိအကျကိုရှိတယ်လေခင်ဗျားတို့ကြည့်ဘူးပါဗောကျွန်တော်ပေါ်ပြဘူးလားပဲမမုံသူသားတို့ကိုချင်းလာရင်းခဏတို့နော်ရန်ကုန်မြို့လေကောင်ကြီးမင်္ဂလာတုံးမှာနော်ဟုတ်ပြီဒါပေမဲ့အခုမင်းအောင်လိုင်းတို့လည်းပတ်သက်တယ်ဆိုတာအဲ့ဒီကနေအချိန်ရလာပြီအခုကိကိပတ်ကိကိပတ်မှာဟောချောက်ကြတယ်ကိကိပတ်ကိုခင်ဗျား အမေရိကန်ဒေါ်လာ129တန်းဘူးနော်ခမတီဆောက်ထားတာအဲ့ဒီကုမ္ပဏီနဲ့ကျွန်တော်စကားပြောမှုလေကုမ္ပဏီ၃ခုနဲ့တီဆောက်တာ KK Bank ကိုအဲအယုံအဲလိုအပ်တဲ့အဖြစ်စီဘီလာမြန်တိုင်းရသွင်းတာတန်လို့ဟိုရင်းတို့အကုန်လုံးတရုတ်ကနေလာကြတာနော်တော်တော်များများပေါ့လေဒါဘီလာညီတွေအဲအဲဒတ်အိုင်းဘက်ကကုနေတို့ထောရတယ်ဒီဘက်ဆောက်တာဒီချင်းညာချင်းဆက်လာကြတာလေအများကြီးပဲအမေရိကန်ဒေါ်လာ129တန်းမှုနဲ့ဆောက်အခု နိုင်ငံတကာငွေအမေရိကန်ဒေါ်လာ ဒီလျာ60လောက်ကိုလိမ်ပြီးပြီ PK ဘတ်တစ်ခုတည်းတော့မဟုတ်ပေါ့ဗျာကျွန်တော်ဒါကတော့ခင်ဗျားတို့အမှန်ကန်မဲ့တော့ဗျာအထူးသဖြင့်ကမ္ဘောဒီးယားရဲ့ဗမာရဲ့ထိုင်းကသူမပါပါဘူးတဲ့သူတို့ပြောတာဟုတ်တယ်ထိုင်းကမပါဘူးဒါပေမဲ့အဲ့ဒီနှစ်ဖက်လုံးရောက်သွားဘူးထိုင်းနိုင်ငံကအဓိကအဘောတရားဗျာထိုင်းဘောတရားကိုမကူးဘဲနဲ့ဘယ်နိုင်ငံမှသွားလို့မရဘူးပြီးတော့ထိုင်းရဲ့အရာရှိတွေမပါဝင်မပတ်သက်ဘဲနဲ့တော့အဲ့ဒီလူတွေဒီလောက်အုပ်အော်တောင်းနေလူသိမ်းနဲ့ချီပြီးတော့ပြုံးပြုံးနဲ့သွားလို့မရဘူးဗျာတော့တစ်ဖက်ကလည်း က်ခံတဲ့အဖွဲ့ကြီးမမဘက်ကိုပဲပြောမယ်တောချစ်သူတို့ဒီလိုလက်ခံနေတယ်ထို့တာကိုမင်းအောင်လှိုင်တို့စစ်တပ်ကမသိပဲနဲ့သူများတို့ပြောတော့အချုပ်ချာအာဏာရောတပိုင်နဲ့တရမြေပုံရောစုံနေရောခွေးမသားတွေခွေးစကားတွေပြောနေကြဒါကြောင့်နိုင်ငံတော်ခွေးမသားတွေလို့ကျွန်တော်အမြဲပြောတယ်အဲ့စကားမိုးပြီးဆိုလည်းပြောတယ်ကျွန်တော်တို့ဒေါသထွက်ရင်အဲ့ဒီကောင်တွေကိုနိုင်ငံတော်ခွေးမသားလို့ခေါ် အရမ်းမတော်တကယ်နိုင်ငံတော်ကြီးတခုလို့ခွေးမသားကြောင်လုတာအဲ့ဒီကောင်လို့ပြောတော့အကျုံးကြအာနာဝင်လာတဲ့လူသိမ်းနဲ့တန်းနဲ့ချီပြီးတကယ်လူနမယ်လည်းမသိလူမျိုးလည်းမသိပဲလေလက္ခဏာတလားဗျာဟာအကျိုးမြတ်ရှိလို့လက္ခဏာဘောလိန်လေဖို့လက္ခဏာဘောဗျာဟုတ်ပြီဒါဆိုအခုပြက်တနာကြက်တော့ဟောကိကိတတ်ကိုပောက်ခွဲပြက်ပြီးတယ်တဲ့ဟာဘောမကြီးဘကပြောတာရိုင်းကြီးရတယ်ဘာဖြစ်လို့မရောနိုင်ကပထမကိကိတတ်ကိုလွတ်ထားလဲဆိုတော့ KMU ကကနှိမ့်နိုင်လို့ရအောင်မယ်ထင်လို့ ဘာလို့ကီကီပတ်ကတီအင်းလူဘလို့ပဲညင်းညင်းတပိုင်းတစပါဝင်ပတ်သက်တယ်ဗျာဒါကတော့ကျွန်တော်အမှန်တိုင်းပြောတယ်အဲ့ကီအင်းလူတွေကလည်းအဲ့ဒါလေးလုပ်ဖို့သူတို့သွားခေါ်လာတာမူအဲ့ဒီလူတွေရောက်လာတာခေါ်လာတာကတော့မြန်မာစစ်တပ်အရာမတ်တာတော်စံစုကြည့်တော်မတက်သေးဘူးအဲ့ဒီမြန်မာစစ်တပ်တွေပဲအကုန်ခေါ်လာတာအားလုံးကခင်ဗျားတို့ကြိုက်တာပြောကျွန်တော်မကြောက်ဘူးအဲ့ဒီစားဝင်နဲ့အဲ့ဒီကောင်ရဲ့ passport မိတူတွေအားစခင်ဗျားတို့မြန်မာစစ်တပ်ဒီတရုတ်တင်မဟုတ်နော်နှစ်ရုပ်သုံးရုပ်တွေပါရှိသေးတယ်အဲ့ဒီကောင်တွေမှတ်တမ်းတွေအားစရှိတယ်ကျွန်တော်မှ အေးဒါပေမဲ့မြန်မာမှာတက်တဲ့အစိုးရတိုင်းဟာအကုန်လုံးသခိုးတပိုးတွေကြီးပဲလို့ကျွန်တော်ပြောတာခင်ဗျားတို့ကြိုက်ကြင်ကြိုက်မကြိုက်ကြင်လို့ကျွန်တော်အမှန်တိုင်းပြောတယ်။ပေါင်ပေါင်စိုးတို့နီလာကျော်တို့ ဆောလုံးဒုဝန်ကြီးကြော်လင်းတို့ကိစ္စခင်ဗျခိုးတာခိုးတာခိုးတော့မဲ့လေးရေပိုက်ကောင်းကခင်ဗျားလည်းဒိုးယူရေပိုက်ကြီးနိုင်ငံတော်ရေပိုက်ကြီးငွေပိုက်ကြီးတွန်ချတယ်လို့တွန်ထုတ်ပြီးခိုးတာကျွန်တော်ပြောပါမလဲညာပြီမောလဲမောသွားလို့ညာမှန်တော့ကျွန်တော်တိုင်တားဆင်းရဲသွားတယ်ဘဲကောင်တက်တဲ့တခိုးတွေပဲတက်တယ်ဒါပေမဲ့တီတူတိအောင်တော့ကျွန်တော်ပြောတယ်ကျွန်တော်ပေးခြင်းနဲ့မစိတ်ကမင်းအောင်နိုင်ကအဲ့ဒီမှာငွေပြတ်နေခုနကပလန်ကိုပြန်ဆက်ပေးမှာအဲ့ဒီလောက်ကင်ဘက်ကတော့ရပြီရ ဒီကရင်ပြည်နယ်ဘက်ကလည်းရအောင်အသေးအတန်နိုင်ငံသားတွေကိုအိုင်းကတော့မပါဘူးပေါ့ဗျာသူကဘော်ဒရာဂရုကိုအဲ့ဒီအားနေပေါ့အားရပါးရသွင်းပြီးငွေတိမ်ပြီးတော့အဲ့ဒီအကျိုးမြတ်တွေတဲ့ကနော်စောချစ်သူတို့စောတင်ဝင်းတို့အခုစောဆန်းအောင်တို့ DKB တို့ပေါ့ဗျာဝေပုံကြခွဲယူမင်းအောင်လိုင်းတိုက်သွားဖို့အတွက်မောင်မောင်အောင်ဗျာနော်မင်းအောင်လိုင်းရဲ့ ပါသမီတွေတောင်မှတောချစ်သူရဲ့ company မှာယင်းနှောင်းနဲ့မှုတွေပါသလိုမေယောင်းလိုက်သားသမီးတွေထောင်ထားတဲ့ company မှာတောချစ်သူရဲ့ယင်းနှောင်းနဲ့မှုပါတယ်အပြင်ဗမာပြည်ရန်ကုန်မြို့ကြီးမှာဆွဲနေတဲ့ YBS ပုံနာဘုတ်အားလုံးကိုအေးနေဝင်လို့ကြော်နေဝင်လို့မောင်နှမတွေကတောချစ်သူကိုအပေါင်းသွားထားတာလေဆိုရယ်ခင်ဗျားတို့စဉ်းစားကြည့်တော့ဘလောက်တောင်အဲ့လိုဖြစ်နေကြလဲဆိုတာအဲ့ဒါကြောင့်အဲ့လိုဖြစ်လာတော့အကဲကူအမေရိကန်ကလည်းတောင်အေးယူမယ် သူလည်းအချိန်မှာဘာဖြစ်လာလဲဆိုဘာကိကိပိုက်ရတော့ KNU တွေငါတို့လည်းရတော့ရပြီနော်မြန်မာစစ်တပ်ကတွေးတာပေါ့ KNU ကလည်းငါတို့ပြောတာနားမထောင်ဒီကောင်တွေကိုအသက်သွေးကြောဖြတ်မယ်အဲတရားမှမရအောင်လုပ်မယ်သူတို့ကိကိပိုက်ယူဖောက်ခွဲဖြက်စီတွေးတာငါတို့အဘကတောင်းကစားမူရစီဝါလုံးဝမရဘူးဩရန်ကုန်မြို့မှာပဲလော်လို့ရောင်းနေအောင်မကျော်မျိုးမင်းတော့အပိဝါဒနေတိုင်းတောက်လို့ရတယ်တဲ့အလကားတော့တောက်လို့ရတယ်လေသူလိုက်တွင်မှုတယ် ။တော့သူတော်မသိဘူးတဲ့သူများပြောမှသိတာတဲ့။အဲ့တော့ပေါ်နေမှန်ဗျာ။အညာရည်ဦးစင်လိုပဲတဲ့။ကဲအမေအောင်လိုက်တစ်ထက်မှဖြစ်တာနော်။အာသီတို့ဗျာလူကအေးအဲ့ဒါနဲ့ဗျာ။ဟောအဲ့ဒီမှာတခါရမေအောင်လိုက်တော့လည်းရတယ်လို့ရပြီ။ဟိုပေဆောက်ချိန်လိုကိစ္စကလည်းသူစစ်တပ်ကလည်းတည်ခြင်းလို့တည်ုံပြီးပြီ။ဓာတ်ရှုလည်းကြပြီးပြီ။ကောင်းကောင်းလည်းဒီကောင်သဘောပေါက်သွားတော့ ငပယ်အုပ်စုတွေကိုလွှဲပေးလိုက်တယ်ငပယ်တွေလည်းတည်တိုင်းကြကုန်ဘောအကွာတော့အမေရိကန်နဲ့တိုက်ရိုက်တိုးလာပြီမြမအရေးပြဿနာကဘာနဲ့သွားပြီးမပတ်သက်ရင်ဘာမှမဖြစ်ဘူးကဘာနဲ့ပတ်သက်ရင်မင်းတို့ ဂဒါဖီလိုဟူစိန်လိုဖြစ်သွားမယ်လို့ကျွန်တော်ပြောဘူးလေအခုကကဘာနဲ့ပတ်သက်လာပြီပတ်သက်လာတဲ့အချိန်မှာဘာလုပ်လဲဆိုတော့မရောနိုင်啊တဲ့နဲ့နေရာတွေအခြေကုတ်ကိုတို့ဘာဘာဘာမြစ်တာမြိုင်တို့ဘာသစ္စာမြိုင်တို့မဖြက်ဘူးတော့မဖြက်ဘူးတော့ခင်ဗျအဲ့ဒီတိတိပတ်တစ်ခုပဲ129တန်းနဲ့တိဆောက်ထားတဲ့ဒေါ်လာ129တန်းတိတိပတ်ကိုဖြက်စရာမှမလိုတာဗျာတော့ဖြက်စရာကိုမလိုဘူးခင်ဗျားတို့ကျွန်တော်ပြောပြမယ်မြန်မာတွေလေအဲ့ဒါကြောင့်လေ ခင်ဗျားတို့ကလေလိန်တဲ့လူမှလက်ခံတာအဲမျိုးကြီးလိန်နာရောတက္ကသလိန်နာရောငလိန်နေပဲခင်ဗျားတို့လက်ခံတာနော်အဲ့ဒါအခုခင်ဗျားတို့လက်ခံတဲ့ငလိန်နေအကြောင်းထိုက်ရှင်းပြမယ်အမေရိကန်ဒေါ်လာ129ခုနဲ့တည်ဆောက်ထားတဲ့တကြီးပတ်ကိုဖျက်เสียမလို့ဘူးတကြီးပတ်ကိုသူတို့ဝယ်ရှင်းလို့တဲ့ဒီအောင်မှမရှိတော့ဟုတ်တယ်ထွက်ပြေးလာတဲ့ online ပေါ်မှာဒါကျွန်တော်လည်းမြင်ရတယ်ဗျာဒါလိန်ပြာမှမလို့ပါအားလုံးမြင်နေရလူလည်းမရှိတော့ဒါဆိုရင်ခင်ဗျားတို့အဆောက်ချလိုက်လေ တော့ချစ်သူရှိနေလေအမဘောဓာကတ်ရှိရသောခင်ဗျားတို့ပြောတော့အောက်ချလိုက်လေပြီးရင်အဲ့ဒီနေရာကိုအဲ့ဒီဒေတာပြည်သူတွေပဲစာတင်ကြောင်းနေသေးကြနေသေးုံနေအဲ့ဒီအတွက်ပြောင်းလဲလိုက်လို့မရဘူးလားလို့အဲဟုတ်မလဲဗျမေးအောင်လိုက်ဆွဲတဲ့အကွက်ကလက်လွန်ချက်သွန်ဖြစ်သွားတာဗျခင်ဗျာဗမာပြပြီးပြောတဲ့အတိုင်းကျွန်တော်ပြောရတယ်လက်လွန်ကျက်သွန်ဖြစ်သွားတယ်ကွယ်တဲ့အဲအကွာလက်လွန်ကျက်သွန်သွားတာသူတို့ကဒီချားဖြတ်တစ်ခုတည်းကို သူတို့ကလုတာမဟုတ်ဘူးသူတို့ကဒီမှာဟန်တာကိုအစိတ်ပိုင်းတွေကိုပါနော် ခွဲထုတ် ရယူပြီးတော့နိုင်ငံတကာကိုရောင်းစားတဲ့စီးပွားရေးကိုလှုပ်တာအဲ့မှာတည်သွားတဲ့လူတွေကိုအလောင်းဖြောက်တာကတော့ကျွန်တော်ရထားတဲ့သတင်းက exit နဲ့ဖြော်ပြီးတော့အဲ့ဒီအရေးဖြစ်သွားအောင်အရိုးတွေကို exit နဲ့ဖြော်ပြီးတော့ fight နေတဲ့ကိုထဲ fight line နေတဲ့ကိုထဲပြီးတော့မြေကြီးအောက်တဲ့ကိုပို့ပြီးတော့ဖြောက်တာနော်အဲ့ဒါမျိုးလူထောင်နဲ့ချီရှိခဲ့တယ်တဲ့။အော်ဂင်တစ်ခုအစိတ်ပိုင်းရင်တစ်ခုကအမေရိကန်ဒေါ်လာ1000ကနေ3000ကျင်တိရှိတယ်တဲ့။မားကတ်က demand ဖြစ်ဖြစ်တယ်လို့သူတို့ ို့အဲ့ဒီယူလိုက်တဲ့ဖန်တာကိုအစိတ်ပိုင်းကတန်ဖိုးရသွားတယ်တဲ့အဲ့ဓာဒီပေါ်မှာဆိုလို့ခုနတလောက်လှပတဲ့ကီကီပတ်ကိုခမဘုံခွဲစရာလည်းမလိုမိုင်းထောင်စရာလည်းမလိုဘာကြောက်ဖောက်ခွဲဖြက်စည်းလဲဆိုတော့အဲ့ဒီတဲလွန်စားတွေကို American CIA တွေ FBI တွေအကြောင်းမျိုးမျိုးကြောင့်ဒါမှမဟုတ်လေ freelance agent တွေဝင်လာပြီးတဲလွန်စားရသွားရင်ဒီတခါတော့ငါတရားပါကြီးရဲ့ဆိုတော့ မင်းအောင်လှိုင်အကုံရှင်းခိုင်းတာတဲ့ခမအဘကလောင်းကစားလုပ်တာမကြိုက်ဘူးလို့တွေ့လားအဘကပြတ်သားတယ်လို့စောက်ပေါ်စကားတွေမပြောကြပါနဲ့ခမရို့ဗုဒ္ဓဘာသာတွေဘလောက်ယုံမှကြသလဲကျွန်တော်လဲဗုဒ္ဓဘာသာပဲခမရို့လိန်နေတာအဲ့ဒီမှာလူကုန်ကူးထားတဲ့ဓူတွေနော်ခံရတဲ့ဓူတွေကခမရို့နော်စောချစ်သူဗုဒ္ဓဘာသာစောစမ်းအောင်ဗုဒ္ဓဘာသာခမရို့ဗုဒ္ဓဘာသာကျင်ရင်နေလုံနေတာဟာပြီးတော့အဲ့ဒီကေကေပတ်မှာ KNU ထိန်းချုပ်ထားတဲ့ဒါပြောတာခင်ဗျ KNU ကအဲ့ဒီမှာကျွန်တော်သိတာ15%ပဲရတာတဲ့ကျန်တာတွေအားလုံးကစောချစ်သူနဲ့စစ်တပ်ပဲတဲ့အခုမှ KNU ကဒူးထောက်လာနိုင်မှမရှိတော့တဲ့အခြေအနေမျိုးလို့အမြင့်ဖြတ်ချင်လို့နိုင်ငံတကာအကြည့်ကောင်းအောင်ဆိုပြီးတော့အဲ့ဒီ KK ဘက်ကိုပိတ်တာကျန်တဲ့နေရာတွေမပိတ်ဘူးတဲ့တကူမှမပိတ်ဘူးအရင်တိုင်းပဲမိတိတ်တိတ်လင်းနေပါလေတဲ့ကဲထပ်ပြောအောင်မယ်ဒီနယ်ရတယ်လी မလို့ဖြစ်လို့အဲ့ဒါတွေဖောက်ခွဲဖြစ်စည်းတယ်လေဖြစ်စည်းစရာမှမလို့တာအဲ့ဒါဒေတာကန်နေလေမိမိတိုင်းပြည်မှာလေလာဆောက်ထားပြီးပြီလေနိုင်ငံတကာပတ်စံနေလေလိန်သွားပြီးပြီလေကဲကိုမလိန်ဘူးကိုမှန်နေဆိုရင်ခင်ဗျားတို့ဘာလို့ဖောက်ခွဲရမှာဒီလူတွေရှင်းလိုက်လေတိတ်အဆောက်အဦတွေကိုအဲ့ဒီဒေတာကန်တွေအတွက် infrastructure အဖြစ်စေကန်နေကြောင်းနေဆေးရုံနေစာသင်ခန်းနေစာကြည့်တိုက်ဒီဟုတ်တယ်မလားဘတ်စကားဂိတ်ဒီခင်ဗျားတို့အစည်းအဝေးခန်းမာဒီအဲ့ဒီကဒူးမှု community အတွက်သုံးလို့ရနေတာပဲဘာကြောင့်မသုံးတာလဲ ခုနကအွန်လိုင်းတိမ်လည်မှုတစ်ခုတည်းတော့မဟုတ်ဘူးတဲ့ဒုခန္ဓာကိုအစိတ်ပိုင်းတွေကိုပါ ခွဲစိတ်ထုတ်ယူရောင်းစားထားတဲ့သဲလွန်စားတွေကအဲ့ဒီမှာရှိတာတဲ့ပြီးတော့ပေါ်သွားမှဆိုလို့ဖောက်ခွဲဖြစ်စီပြလိုက်တယ်တဲ့ဒါကိုခမားတို့ကိုရည်သွေးပြီးမပြောပါနဲ့ကောင်းနဲ့စဉ်းစားကြည့်ပါကျွန်တော်ကသတင်းချက်လက်ရှိလို့ပြောနေတာတနေ့ရှင်းရအောင်မယ် လောက်ကိုက်ကိစ္စတော့လေခင်ဗျားတို့တရုတ်တွေအများကြီးတတ်လိုက်တယ်တရုတ်တွေအများကြီးတတ်လိုက်တဲ့အတွက်တရုတ်အစိုးရအဲ့မှာမခံနိုင်တော့ဘူးကျွန်တော်ပဲအရင်ဆုံးစပြောတယ်အခုလည်းကျွန်တော်ပြောပြီးကေကေပတ်ကိစ္စကိုလည်းနော်ဆိုတော့ခင်ဗျားတို့လူလည်းမကြပါနဲ့တိုင်းပြည်လူပါမွားကြပါနဲ့အဲ့မှာအခု NUG ကထကြင်ညာတယ်ဘာပြန်နဲ့တိုင်းရင်သား IRO တွေနဲ့လည်းစုပေါင်းပြီးတော့အမေရိကန်ဖွဲ့လိုက်တဲ့အဖွဲ့ကြီးနဲ့ပူးပေါင်းဆောင်ရွက်ဖို့အတွက်အသင့်ပြင်ထားဖို့သူတို့ကလည်းဟို ကိုရင်ခန္ဓာရှိကြတယ်လို့သူတို့ကလည်းတိုက်တွန်းပါတယ်ပေါ့မင်းအောင်လှိုင်ကေကေပတ်ကိုဖောက်ခွဲဖျက်ဆီးတာကကြားဖြန့်ဆိုတဲ့ online လိမ့်လေမှုဥစ္စာတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့လူသားအစိတ်အပိုင်းတွေကိုတတ်တော့ထုတ်ယူရောင်းစားထားတဲ့အကြောင်းတရားတွေလည်းရှိတယ်လို့တရုတ်ပြည်ကလာတဲ့ကံမေကယ်တွေနဲ့ KK ပတ်မှာပဲမူရစီဝါချက်လုတ်ပြီးတော့ ိုင်းနိုင်ငံဘက်ကိုတွင်းတာဘူးရစီဝါအဲ့မှာအဲ့ဒီစလုပ်ခဲ့တဲ့အချိန်ကတွင်းခဲ့တဲ့အချိန်ကစပြီးအခုခေတ်ခေတ်ပတ်ပြက်စီးသွားတဲ့အထိအနည်းဆုံး9ဘီလီယံကျော်ဘူးအလုံးကြီး9ဘီလီယံကျော်ဘူးထိုင်းကအဲ့ဒီခေတ်ခေတ်ပတ်နဲ့အဲ့ဒီဘော်ဒါမှာပဲမိခဲ့အဲ့ဒါကိုလေခင်ဗျားတို့ဘက်တိတ်တင်နဲ့တွားပြန်ကြည့်ကြဒီကေကေပတ်တို့ဒီဟိုတင်းတို့စောချစ်တူတို့ရဲ့ခေါင်းကင်ဖခင်မောင်မောင်အောင်မြမစစ်တပ်ငွေမရှိတော့လို့အဲ့လောက်ထိအသေးအတန် ခင်ဗျားတို့အချုပ်ချအာဏာပြောတော့တကဘာလုံးက လူတွေလူကုန်ကူးခံရပြီမြစ်ကလေးဖြတ်ပြီးရောက်လာတာအချုပ်ချအာဏာလားတော့ပြန်ကျင်တော့လေအဲ့ဒီမြစ်ကလေးဖြတ်ပြီးပြန်သွားကြတာအချုပ်ချအာဏာလားเนาะခင်ဗျားတို့စစ်တပ်เนาะခင်ဗျားတို့တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့ကောင်ကြီးအဲ့ဒီဘောမနေတဲ့ကောင်ကြီးထောက်ခံနေတဲ့ကောင်ကြီးเนาะခင်ဗျားတို့စောက်ရှက်မရှိပဲမပြောကြပါနဲ့ အသေးစိတ်ကောင်းနဲ့စဉ်းစားပါဒီဉာဏ်ရည်နဲ့ဒီအုံနောက်လောက်နဲ့ဒီအဆင့်တန်းလောက်နဲ့နိုင်ငံတကာ level ကိုတက်လို့မရဘူးဖြစ်နေတယ်။တိုင်းပြည်တော်တော်ဒုက္ခရောက်သွားပြီ။လိမ်နဲ့ကောင်ကစစ်လိမ်နေတယ်။လက်ခံတဲ့လူကစစ်လက်ခံနေတယ်။ဒါကြီးကမဖြစ်သင့်တော့ဘဲနဲ့အားလုံးမှန်မှန်ကန်ကန်နော် justice and fair ပြည်သူပြည်သားတွေအတွက်ရောကဘာသူကဘာသားတွေအတွက်ရော ရပါသေးလို့ပဲကျွန်တော်ပြောရင်းနဲ့ကျွန်တော်တက်နိုင်လောက်ဒီကိစ္စမှာပုံစံမျိုးစုံနဲ့ကျွန်တော်ပါဝင်ပတ်သက်ဖို့အခြေအနေရှိတယ်ဗျာလို့ပြောရင်ညီကုန်းချိုးပြရစီဗျာအလုံးကျမ်းမှကြပါစီလိန်လေမှုကနေကင်းရှင်းကြပါလေလိန်တိုင်းအလူရဲမတိုးကြပါနဲ့လိန်ဓာတွေကိုလည်းမယုံကြပါနဲ့အာလုံးလိန်နေကြပါသည်လို့ပဲပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဘူးရှယ်လေးပါခင်ဗျာ